ကုသကံရဲ့သဘာဝပါလို့ဆိုရင်သူ့သဘာဝအတိုင်းသူကအကျိုးတစ်ခုထုတ်ထုတ်လုပ်တယ်ဆိုပါစို့သူ့ရဲ့တန်းနဲ့ပိတ်ကန်းနဲ့စွန့်ကြဲခြင်းဆိုရင်ဒါနကုသရဲ့ reaction အသာတော့တုတ်ပြန်လာတာကကိုကလှူတော့တစ်ဖက်သားကရာသွားပြီးစိတ်ချမ်းသာမှုတွေရာပြပစီရာသွားပြီးအတွက်ကြောင့်လက်ခံရရှိတဲ့ပုဂ္ဂိုလ်ကဝန်ပန်တတဖြစ်တယ်အဲ့ဒီဝန်ပန်တတဖြစ်တဲ့ဒုက္ခမျိုးလှူဒါန်းတဲ့လူစီပြန်ရောက်လာတယ် ဒါတဘာဝရဲ့တုတ်ပြန်မှုလို့ခေါ်တယ်။ကိုလှုပ်တာအတိပင်နဲ့ကိုစီပြန်ရောက်တာ။မကောင်းတဲ့အကုသိုလ်ဆိုလို့ရှိရင်ကိုကလူတယောက်ကိုဒုက္ခဖြစ်အောင်လုပ်လိုက်တယ်။အဲ့ဒီဒုက္ခဟာတစ်ဖက်သားခံစားရတယ်။အဲ့ဒီခံစားရတဲ့ဒုက္ခသည်တနေ့တစ်ချိန်ကျကိုစီပြန်ရောက်လာတယ်။ဒါကံကြမ္မာရဲ့သဘော။သီလစောက်တည်တဲ့အခါမှာထိုသီလရဲ့အကျိုးတရားစဉ်းစားကြည့်ပြီးသူများတက်မတတ်ဘူးဆိုရင်ကိုယ်သက်သာမယ်လို့ရှိတယ်။ င်မယားဥစ္စာမခုံးဘူးဆိုရင်ကိုယ်ဥစ္စာခုံးမယ်လို့ရှိတယ်။ဒီအကျိုးလေးတွေကကိုလုတ်တဲ့ပုံစံလေးအတိုင်းကိုစီပြန်ရောက်လာ။အဲ့ဒီဟာတွေကအရေးပဲပါဘူးလားဆိုအရေးပါတော့လည်းကြားတယ်။ဘဝရလာလို့ဆိုရင်စီပါဥစ္စာရှိတယ်။အသက်ရှိတယ်၊ကျန်မာတယ်၊ပစ္စည်းဥစ္စာခိုင်မြဲတယ်။လူချင်းလူငယ်ပေါ်တယ်ကိုယ်ကမရဆွဆွဲခါရတာမရှိဘူးအတိညာရှိတယ်ဆိုဒါတိလရဲ့အကျိုးတွေဒီလိုပြလာတာတုံ့ပြန်